အဲ့မှာနှစ်ပိုင်းပေါ့လေနှစ်ပိုင်းဆိုတာကပထမဆုံးပြောချင်တာကဟလာလ်ဟာရမ်ဆိုတာကဝဟာရဟလာလ်ဆိုတဲ့အဓိပ္ပာယ်ကခွင့်ပြုတယ်ခွင့်ပြုချက်ရှိတယ်ဒါကိုဟလာလ်လို့ခေါ်တယ်ဟာရမ်ဆိုတာကတားမြစ်ပိတ်ပင်တဲ့တားမြစ်ချက်ရှိတယ်ဒါဟာရမ်ပေါ့အဲ့တော့ဒီနေ့မွတ်စလင်အများစုနားလည်ထားတာကဟလာလ်လို့ပြောရင်အစားအသောက်တစ်ခုတည်းနဲ့ပဲသက်ဆိုင်တယ်လို့တချို့ကလည်းလွယ်လွယ်ကလေးနားလည်လိုက်တာလည်းရှိတယ်အမှန်ကတော့ဟာလာလ်ဆိုတာက အစားအသောက်နဲ့လည်းဆိုင်တယ်လို့ကြံတဲ့လုတ်ပိုင်ခွင့်ရှိသောကိစ္စလုတ်ပိုင်ခွင့်မရှိသောကိစ္စကျင့်သုံးပိုင်ခွင့်ရှိသောကိစ္စကျင့်သုံးပိုင်ခွင့်မရှိသောကိစ္စတနည်းပြောရင်ခွင့်ပြုချက်ရှိတယ်မရှိဘူးဆိုတာကအားလုံးနဲ့ကိုဆိုင်တယ်။သူကချဲ့ပြန်တယ်။သူအဓိကအားဖြင့်တော့ဒီနေ့လူတွေကဟာလာလ်ဆိုတာဟာလာလ်စိတ်တွေလည်းယူနေကြတယ်လေ။ဟာလာလ်လက်မှတ်တွေလည်းယူနေကြတယ်လေ။တော့ဟာလာလ်ကောမဒီဆိုပြီးတော့လည်းဖွဲ့စည်းထားကြတယ်လေ။အဲ့တော့ဒီအစားအသောက်ပိုင်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့လူတွေကျင့်သုံးကြတာပေါ့နော်။အဲ့တော့ကျင့်သုံးတဲ့နေရာမှာနံပါတ်1အစ္စလာမ်ကကြတော့သူက ခွင့်ပြုသောအစာတောက်သာသနာကိုကစာတောက်ခွင့်ပြုထားသောအစာတောက်ကိုသူကဟလာလို့ခေါ်တာကိုစာတောက်ခွင့်မပြုသောအစာတောက်ကိုကြတော့သူကဟာရမ်လို့သူကသတ်မှတ်ပြီးတော့ရှိတာရှိတဲ့အခါကျတော့အဲ့ဒီဟာလာလ်ခွင့်ပြုမိတ်ရှိသောအစာအတောက်ကတော့များပါတယ်တကယ်တမ်းပြန်ကြည့်ရင်လေလူတွေအခက်အခဲမရှိစေရန်အတွက်သာသနာကကျင့်ကြအောင်မလုပ်ပါဘူးစာတောက်ခွင့်မရှိသောအစာတောက်ဆိုတာအင်မတန်နဲပါတယ်တတ်မှတ်ချက်တော့မရှိဘူးမဟုတ်ဘူးဒါကိုဟာရမ်ဆိုပြီးတတ်မှတ်တာကအင်မတန်နဲတယ် ဟာလာတို့တော့ကုရ်အာန်မှာခြုံပြီးတော့မိန်တာလည်းရှိတယ်တာမီချက်ကတာမီချက်ရှိတာရှိတာပေါ့နော်အင်နလာဟာရမအလိုက်ကူမ်မိုက်တဒဝဒမဝလဟမလ်ခင်ဇီဝမာအူဟီလာဘီလီဂိုင်ရီလာအသေးသားတို့သွေးတို့ဝက်သားတို့အလာမအဘအခြားတတပြီးလှီထားသောအသားတို့ဒါဟာရမ်ဆိုပြီးဒီလိုအားတွေလည်းရှိနောက်တစ်ခုကဟိုမှာဟိုတုံးတော့လက်နဲ့နဲ့ပေါ့တနည်းပြောမယ်ဆိုလို့ရှိရင် ထက်တော့လက်နဲ့နဲ့လှိပြထားတာသဘာလောက်ထားတာမဟုတ်ဘဲနဲ့ရိုက်တက်လိုက်လို့ဖီလိုက်လို့ဘာလို့လို့တည်သွားတဲ့တတ္တဝါတွေဒီလိုတားတာကြီးလည်းရှိတယ်။နောက်ခုတ်ဖြတ် စားတော့သောတတ္တဝါတွေဘာတွေဒီလိုတားတားထားတဲ့တားမြစ်ချက်တွေဆိုတာလည်းတနည်းပြောရင်တော့ဟာလာမဖြစ်ဘူးပေါ့ဒါတွေလည်းရှိ။တို့တော့အဲ့ဒီစားတော့တဲ့အစားတော့တည်တဲ့မှာတောင်သာသနာကဘာပြန်ပြီးပြောထားတယ်လဲဆိုရင်မိတစ်ခုရှိတယ်။တွယ်ရီဘာလို့တုံးထားတယ်။တွယ်ရီဘာဆိုတဲ့အတိတ်ဘေကတော့များသောအားဖြင့်ပုံကိုယ်တွေအလုံးပြန်နေကြရတာက တန့်ရှင်းလက်ဆက်သောအစာအစာပေါ့တန့်ရှင်းလက်ဆက်သောအစာအစာသူနဲ့ဆန့်ကျင်မဲ့ခဘီဆာခဘာအိဆိုပြီးတော့အဲ့ဒါကြတော့မင်းတို့မစားကြနဲ့မတော့ကြနဲ့အတိပဲကတော့ညဉ့်ညံသောဆက်စုပ်ဖွေရာကောင်းသောအစာအစာပေါ့အဲ့ဒါကဟရမ်တန်ရှင်းသောတန်ပြန်သောလက်ဆက်သောအစာအာဟာရတွေကမိလို့တွေဟလာဒီလိုဒါကျမ်းတော်မြတ်ကုရ်အန်ကလမ်းညွှန်ထားတာကိုလမ်းညွှန်ထားတဲ့အခါကျတော့ တန်ရှင်းတယ်ဆိုတာဥမာတခုခုညစ်ပတ်နေလို့ရေဆေးလိုက်လို့တန်ရှင်းတာဒါကိုပြောတာမဟုတ်ဘူးသူ့ကိုစားတော့လိုက်သည့်အတွက်နံပါတ်1ယောဂဝေဒနာလဲကင်းသောအစားတော့ဖြစ်ရကိုယ့်အတွက်အာဟာရဖြစ်စီတော့အာဟာရလဲဖြစ်ရမယ်သာသနာကနေပြီးတော့ခွင့်ပြုထားသော အစာအာဟာရလဲဖြစ်ရမယ်ပြီးတော့လုတ်ကင်ထားတဲ့ပုံတရံကလဲသာသနာကနေပြီးလမ်းညွန်တဲ့အတိုင်းဟာလာဖြစ်အောင်ဆိုပြီးတော့ကြင့်ကြံအားထုတ်ပြီးတော့အကောင့်ထဲပေါ်ထားသောအစာအစာဖြစ်ရမယ် ဒါမှသာလျှင် तू ဟာတော်ရည်ဘားနဲ့လည်းညီးတယ်ဟလာလ်ဆိုတာနဲ့လည်းညီးတယ်ဟုတ်လားအဲ့တော့ကိုယ်စိတ်ထိန်တိုင်းလုံးလို့ကတော့မရသလိုတာသမားရဲ့လက်ညှိုးမှုဆိုတာကတော့လုတ်ကင်မှုလူပါတယ်နော်တကယ်တမ်းတော့ဒီတန်ရှင်းရေးဆိုတာကလည်းတကယ်တမ်းပြန်ကြည့်ရင်အရာရာမှာတန်ရှင်းရေးကရေးကြည့်တာတန်ရှင်းမှုဆိုတာဒါကြောင့်လဲတာသနာကပြောတာကကျမ်းတော်မြတ်ကုရ်အာန်မှာဝါအလ္လာဟူယူဟစ်ဘူလ်မုတ်တတဝဟီရင် ်တန့်ပြန့်စင်ကြယ်မှုပြုသူများကိုအလ္လာရှိမြတ်ကနှစ်သက်တော်မူတယ်လို့ဒီလိုမိန့်တာရှိသလိုတမန်တော်မြတ်ကလည်းအတူဟူရိုရှာဒရောလ်အီမန်အတူဟူရိုနစ်ဖူလ်အီမန်တန့်ရှင်းစင်ကြယ်မှုဆိုဒီမှာယုံကြည်မှုဤတဝဲဆိုပြီးတော့ဒီလောက်ထအောင်မိန့်ထားတာတွေရှိအဲ့တော့တန့်ရှင်းမှုဆိုတာပြန်ချင်းအစားအသောက်တစ်ခုတည်းတောင်မဟုတ်ဘူးအစ္စလာမ်ကအရာရာကိုတန့်ရှင်းရမယ်နေလာထိုင်တာသွားတာလာတာလှုပ်တာကိုင်းတာအကုန်တန့်ရှင်းရမယ်တနည်းပြောမယ်ဆိုရင်ဒီနေ့ ယောဂဝေဒနာနဲ့ပတ်သက်ပြီးတကူရေးတန်ရှင်းရေးအရေးကြီးတယ်ဆိုတာအဲ့ဒါအစ္စလာမ်ကအစတည်းကပြောတာအစတည်းကပြောထားတာတန်ရှင်းမှုဆိုတာအင်မတန်မှအရေးကြီးတယ်ဒါကြောင့်ယုံကြည်မှုဤတဝက်ဆိုတာတမန်တော်မြတ်ကဒါဟိုတတိပြောမယ်ဆိုရင်လူလေးလူလေးလေးနားလေသဘောပေါက်အောင်ဘလို့အရေးကြီးတယ်လဲဆိုတာပုံဆောင်ပြီးတော့ဒါကိုပြောသွားတာရှိတယ်ဒါကြောင့်တမန်တော်ကိုယ်တိုင်ကလည်းစာရေးတောက်ရေးကိုစံဘူနာပြတဲ့အချိန်ကာလမှာမစားခင်လက်ကိုသုံးရင်ဆေးတာတို့ပါဇက်ကိုဆေးတာတို့ဒါတွေကပြန်ကြည့်ရင်ဒီနေ့ယောဂါကိုကင်းဝေးဖို့ကာဝဲတဲ့နေရာမှာ ဟုတ်လားကျမ်းမာရေးစေးသိပ်ပါလောကကြီးတစ်ခုလုံးကဒါကိုရှင်းလင်းတင်ပြီးပြောလာပြီလေတကူရေးတန်ရှင်းမှုကအရေးကြီးပါတယ်ဘယ်လိုတန်ရှင်းမှုအရေးကြီးပါတယ်ကိုဗစ်ကာလကဆိုရင်ကျွန်တော်သိတဲ့အတိုင်းပဲလက်တခါဆေးပြီဆိုလို့ရှိရင်ဒါစက်က20လောက်တော့အ ਨੇ တော့ကြာအောင်ဆေးပါတော့ဘာလို့ဆိုတာဒါအဲ့တော့မြန်ကြည့်ရင်ဒါအစ္စလာမ်ကအစတဲ့နမူနာကိုပြခဲ့တာမစားသေးဘူးဆိုရင်လက်ကိုသေးချာချာ၃ရင်းလောက်ဆေးပါးစပ်ကိုဆေးဆေးပြီးမှမင်းခန္ဓာကိုယ်ကလည်းတန်ရှင်းသွားပြီဆို